မဆိုးရွေကိုလေးလေးလေးစားတယ်ဘာလို့လဲဆိုတော့ဒီမြန်မာပြည်မှာပြည်ချင်းတွေကိုသူတခေဆန်းအောင်သူလုံနိုင်ခဲ့တယ်2013ခုမိုးဆက်တုန်းနှစ်ကနေစပြီးတော့သူဒီအချိန်ထိအမားရွေးမရှိအကောင်းဆုံးလို့ပဲရွေးချယ်ကြတာပဲနှစ်တိုင်းတော့ဒါတော့လူကတော့ကြိုက်တာမကြိုက်တာအားလုံးတော့ရှိမှာပဲလေနော်အဲသူရမှာစီးစနစ်ကြမှုပြီးတော့လူကြီးလူကောင်းဆန်မှုပြဿနာတွေကိုကင်တွယ်ဖြေရှင်းတဲ့အခါမှာအာဘယ်လိုပြောရမလဲစနစ်ကြတယ်ပေါ့စနစ်ကြတယ်အကောင်းဆုံးဆိုတဲ့အရာကိုပဲသူဟိုတေချာတိကြကြကင်တွယ်ဖြေရှင်းတယ်အားကြောင့်အမှားနဲ့လေလို့လည်းကျွန်တော်ကမြင်ပါတယ်ဒါတွေကိုကျွန်တော်အတူယူပါတ နေအလုပ်တွေတငယ်ချင်းနေနဲ့အမြဲဆက်သွယ်မပြတ်ရှိနေဖို့လိုတယ်လေ။ဒါပေမဲ့ screen time တွေအများများလာရင်မျက်လုံးကညောင်းညပြီးမကြည့်မလင်ဖြစ်လာတတ်တာပေါ့။ကျန်းမာပြီးရှုံးစုတောက်ပါတဲ့မျိုးဝန်းတစုံအတွက် new feed တို့ ်ပါရှင်။ပြီးတော့ဝင်ရပြကြပါအောင်လို့ပြောချင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးပါ။ဒီနေ့ကတော့ကျွန်တော်တို့ Super National မြန်မာရဲ့မှာ2020ရဲ့မှာသတင်းစာရှင်းလင်းပွဲပါဒီနေ့ပြိုင်ပွဲဝင်တဲ့အကောင်လုံးလည်းမိတ်ဆက်တယ် sponsor တွေကိုလည်းမိတ်ဆက်တယ်ပြီးကျွန်တော်တို့ပြိုင်ပွဲကျင်းပမယ့်အစီအစဉ်လေးတွေကိုမိတ်ဆက်တဲ့အခမ်းအနားလေးဖြစ်ပါတယ်ဒီနေ့ကကျွန်တော်တို့ Super National မြန်မာရဲ့မှာ National Director ကောင်းမြတ်သူဖြစ်ပါတယ်အဲမနေ့ကတော့ Mr. ကိုပဲတာဝန်ယူတော့ပါဒီနေ့ကတော့ မစ္စတာနဲ့မစ်နှစ်ခုလုံးကိုတာဝန်ယူကျင်းပါတာပါမနစ်ကမစ်ကိုတော့ဒီမစ်နီဘတ်မြန်မာ organization hello media media ကျွန်တော်တို့ရမှာချဲ့ရမှာမဆိုးယူဝေကဆေးလွတ်တာပါဒီနေ့ကတော့ကျွန်တော် main ကလေးရောယောက်ျားလေးရောဟိုတာဝန်ယူပြီးတော့စတင်လုပ်ကြနေနေဖြစ်ပါတယ် စပရာကအမှန်တိုင်းပြောရရင်တော့ तू ကအဲ big fight ထဲမှာပါတယ်ဆိုရင်လည်း तू ပုံစံ format အတိုင်းပဲ host country တွေပါတယ်ကပိုလန်နိုင်ငံအခြေစိုက်ဆိုတော့ပိုလန်နိုင်ငံမှာပဲကျင်းပါတယ်တခြားနိုင်ငံတွေမှာမလုပ်ဘူးရှင်ပြိုင်ရင်တဲ့နိုင်ငံအားလုံးကဒီယူရိုဘက်ကပိုလန်နိုင်ငံကိုတောက်ရောက်ရှင်ပြိုင်ရတယ်ပေါ့နော် तू format ကလေးကလည်းနှစ်တိုင်းစနစ်တကျရှိတယ်အေးအေးဆေးဆေးနဲ့ပေါ့နော်အဲလိုမျိုးဆိုတော့ပွဲကိုအမှန်တိုင်းပြောမြန်မာပြည်သက်တွေကတော့ရင်းနေတယ်မြန်မာပြည်သက်တွေကဘာလို့ရင်းနေလဲဆိုတော့2013ခုနှစ်မှာကျွန်တော်တို့ခင်ဝင်းဝါတောက်ရောက်ရှင်ပြိုင်ခဲ့တယ်ပြီးတော့အခုနောက်ဆုံးရှင်ပြိုင်ခဲ့တာကျွန်တော်တို့ cherry move ပေါ့ဒီရှေ့မှာဆို န်တော့ကျွန်တော်တို့ organization ဖြစ်လို့ဒါ deal ပေါ့နော်အဲဆိုတော့ပြိုင်ပွဲဝင်တွေကအရင်သေးပြိုင်ခဲ့တဲ့ miss တွေကအရင်သေးကောင်းတယ်အဲအကောင်းဆုံးရလက်တွေလည်းရှေ့မှာရရှိခဲ့ကြရတယ်ပေါ့နော်ရရှိခဲ့ကြရတယ်အဲဆိုတော့ဟိုမြန်မာပြည်သက်နေတော့မစိမ့်ပါဘူးပွဲလေးကိုတော့အားလုံးသိကြမယ်ထင်ပါတယ်ကျွန်တော်ကတော့ main ကလေးကတော့ဒီနေ့မှစလွှတ်မှာပါရှေ့ကတော့အစင်းစက်ကျွန်တော် senior nation နဲ့ထားတာလှုပ်ခဲ့တာမှာ placement ကောင်းခဲ့တယ်ဆိုတော့ကျွန်တော်လည်း ဒီ miss ကိုဒီနှစ်မှာအမှန်တမ်းပြောရရင်တော့ရှေ့ရလက်ထိမရောက်ရင်တောင်ပဲကျွန်တော် first cut တော့ပါနိုင်အောင်ကျွန်တော်အကောင်းဆုံးစူးစမ်းသွားပါမယ်ကျွန်တော်ကလူတိုင်းမှာတော့၆ပြည့်ကင်းတဲလဲဆင်ရတော့မရှိဘူးပေါ့နော်ဒီတော့၆ပြည့်အဲ့ထက်မှမှကျွန်တော်ကအကောင်းဆုံးဟိုအတိအကားကတော့လေအဲကျွန်တော်တို့ guideline ကတော့သူတို့ဘက်ကချထားတဲ့ format ရှိတယ်အဲ့ဒါအပြင်ကျွန်တော်တို့ organization နဲ့အတူတကယ်လက်တွဲလှုပ်ဆောင်နိုင်တဲ့အလှမယ်အလှမအောင်ပဲကျွန်တော်ရွေးချယ်မှာပါအာဒါအရင်အဝါဖြစ်နေပြီးတော့ကျွန်တော်တို့ organization ရဲ့မှာ guideline တွေဒီ ချမှတ်တဲ့စီကန်းနေမလိုက်နိုင်ဘူးဆိုတော့ကျွန်တော်တေချာတယ်အဲ့ဒါကတော့ကျွန်တော်အတွက်ပထမဆုံးအရေးကြီးဆုံးလို့ထင်တယ်အဲ့ဒါပြီးတော့ရှိရင်သူ့ရဲ့မှာခုနကပြောတဲ့ဖီဖိုးပြီးရဲ့သူ့ရဲ့မှာတော်မှုထက်မြက်မှုရဲ့အဲ့ဒါတွေအားလုံးစဉ်းစားပြီးတော့ကျွန်တော်အကောင်းဆုံးကိုရွေးချယ်သွားမှာပါဟုတ်အဲအမှန်တမ်းပြောရင်တော့တို့ရှိမှာချဲလန့်နေတောက်ချောက်ရိုက်ခဲ့ပြီးတော့ကျွန်တော်စတော့တွေ့နေပြီအဲစတော့တွေ့နေပြီဟိုအကောင်းဆုံးအားလုံးကအမှန်တမ်းပြောရရင် မြန်မာပြည်အနေထားနဲ့ပြောရမယ်ဆိုလို့ရှိရင်တခြားပွဲတွေပြန်နေဆိုပွဲ big fight ထဲမှာပေါ့နော်တခြား big fight miss universe တို့ထားပါတော့ဒီ big fight မဟုတ်ပေမဲ့လည်းဒီ miss grand မြန်မာတို့ဆိုလို့ရှိရင်မြန်မာပြည်ကလူအရင်စိတ်ဝင်စားကြတယ်ပြန်ကျင်တယ်ဘာလို့စိတ်ဝင်စားဘာလို့စိတ်ဝင်စားကြလဲဆိုတော့ဒီ platform နှစ်ခုကနေမှာတက်သွားရင်လူပိုးသိမယ် အမှန်တမ်းပြောရင်လူပိုးတိမယ်သူတို့တို့အရန်ကောင်းမှထင်လို့ဒီလူပိုးကိုရွေးချယ်ကြတာများတယ်အဲစူပရာကကျတော့ဒါပထမဆုံးလည်းဖြစ်တယ်အဲပထမဆုံးလည်းဖြစ်တယ်လောက်တာကင်တဲ့ဘလို့လုံးမလဲဆိုတဲ့ဟာကိုဒီကြည့်နေကြတယ်ဒါပြိုင်ပွဲဝင်မယ်ဖြစ်ဖြစ်ပေါ့သူတို့မှမတီးသေးဘူးမတီးသေးတော့စွန်စားရမှာနည်းနည်းအဲကြည့်နေတဲ့အနေထားမှာမှဒီနေ့ဆက်ဆာခြင်းကို ရွေးချယ်ပြီးကျွန်တော်ဆိုဘရာကိုပြိုင်တဲ့ကလေးအားလုံးကိုကျွန်တော် appreciate လုပ်တယ်ကျေးဇူးတင်တယ်ခုပြိုင်မယ့် finalist အကုန်လုံးဘာကြောင့်ဆိုတော့တို့ပထမဆုံးစပြိုင်တာကိုအဲဆိုတော့တို့မှာစပြိုင်လာပြီဆိုကြတဲ့ဒီ organization အကြောင်းကိုတို့မှန်တယ်မြင်ရှေ့မှာလုတ်ခဲ့တာရှိပေမဲ့လည်းဒီလိုတည်တံ့လောက်တာမရှိသေးတော့ကျွန်တော်ကိုယုံကြည်ပြီးပြိုင်တဲ့ကလေးတွေအပေါ်မှာကျွန်တော်ကျေးဇူးတင်ပါတယ်တို့လည်းအကောင်းဆုံးကြိုးစားကြမယ်လို့မြင်ပါတယ်အားလုံးကိုသဘောကျပါတယ်ကျွန်တော်ကတော့အားလုံးမှာတော့မတူညီတဲ့အရေးချင်းတွေတော့ရှိရပါလိမ့်ဒါပိဋကကထပ်တူကြဖို့စိတ်တိုင်းကြဖို့တို့အများကြီးကြိုးစားအောင်ပါပါအမားနဲ့ယုံကြည်မှုကတော့အမှန်တမ်းပြောထွေထူးတောင်ပြောစရာမလိုပါဘူးအမားနဲ့ကျွန်တော်နဲ့ဆိုတာအမှန်တမ်းပြောရရင်ကျွန်တော်ကအမားရှိမှ2019ခုနှစ် ကနေစပြီးတော့ဒီ Miss Universe မြန်မာရဲ့မှာ City Director အနေနဲ့စတင်လုပ်ကင်ခဲ့ပါတယ်အဲစတင်လုပ်ကင်ခဲ့ပြီးမှတဖြည်းဖြည်းချင်းပေါ့ဒီ Pageantry ကိုဝတ္တနာပါရင်းနဲ့မှအာတဖြည်းဖြည်းချင်းကျွန်တော်စစူးစမ်းတယ်ပေါ့နော်ကျွန်တော်စူးစမ်းမှုကဒီ9နှစ်တာလောက်အာရောက်ရောက်တဲ့အချိန်မှာအာကျွန်တော်မှလည်းပြည့်စုံနေကျွန်တော်တကယ်စူးစမ်းလို့ဒါကနေရာတစ်ခုရရတဲ့အချိန်မှာအမကလည်းဒါ အဲကျွန်တော် Miss Nibat မြန်မာမှာလည်း marketing director အနေနဲ့တာဝန်ယူထားပါတယ် Masuyu National Data ပြီးလို့ရှိရင်ဒီ sponsor ဘိုင်းဆိုင်ရာတော်တော်များများမှာကျွန်တော် marketing အဲလုပ်ပေးပါတယ်အဲ sponsor နဲ့ဒီ spine ဆိုင်ရာလည်းလုပ်ပေးပါတယ်အဲ့တော့ family အမှန်တမ်းပြောရင် super နဲ့ဒီ Miss Nibat မြန်မာနဲ့အမှန်တမ်းပြောရင် family organization လို့ပြောလို့ရပါတယ်အဲ့တော့အမယုံကြည်မှုကတော့ဒါကတော့အလုံးလဲမျက်မြင်တွေ့မှာပါအမှန်တမ်းပြောရင်အမကရှေ့သိမ့်မထွက်ဘူးလေအဲအမနဲ့ကျွန်တော်နဲ့အမြဲတမ်းအတူဟိုတွဲမြင်တယ်လို့မြင်ပါတယ်ကျွန်တော်ကတော့အဲ့ဒါဆိုယုံကြည်မှုကတော့ ာ evidence ရှိထားပြီးသားပေါ့ယုံကြည်မှုဆိုတာလည်းလူတိုင်းအဲ့လိုယုံကြည်ခြင်းတိုင်းတော့ယုံကြည်လို့မရဘူးလေနော်သူ့ရဲ့မှာအာဒီကျွန်တော်ရဲ့မှာလုံလုံနိုင်စွမ်းကျွန်တော်ရဲ့မှာအာအပေါ်မှာသူတကယ်လဲလူတယောက်ဆိုတာကလေ ဟိုဟိုဘယ်လိုပြောယုံကြည်ခြင်းနဲ့ယုံကြည်လို့မရဘူးသူလုတ်ခဲ့တဲ့အရာတွေက record ဆိုတာအာရှိရကျွန်တော်ဆိုရင်ကျွန်တော်လုတ်ခဲ့တဲ့ record အကောင်းဆုံးကျွန်တော် Miss Universe မြန်မာမှာစလုပ်တဲ့ sponsor အာဘိုင်းဆိုင်ရာတွေမှာစလုပ်တဲ့အချိန်မှာအားလုံးကအဆင်ပြေခဲ့တယ်ပွဲလေးအောင်မြင်ချင်းမနိုင်ခဲ့တယ်ပြီးတော့ကျွန်တော် Miss Universe မြန်မာကိုဒီ2020ဒီတက်ဆန်နိုနှစ်ကနေစပြီးတော့ကျွန်တော် progression ဘိုင်းကိုလည်း trust ကကျွန်တော်မှာ trust center တိတ်မဲ့ရှိတော့ trust center တိတ်မဲ့တာဝန်ယူထားပါတယ်အဲ့တော့ကျွန်တော်လုတ်ခံခဲ့တဲ့ဟာတွေပုံမှန်ကြည့်ပြီးတော့ပဲရှင်းကြည့်ရထင်ပါတယ်ဟုတ်ပြောလို့လူတယောက်မှာတော့အားလုံးတော့မပြည့်စုံနိုင်ဘူးပေါ့မပြည့်စုံနိုင်ဘူးဒါပေမဲ့ မပြည့်စုံနိုင်ပေမဲ့ဒါကျွန်တော်ရှေ့မှာလည်းအင်တာဗျူးတွေတောက်လျှောက်ဖြေခဲ့ပါတယ်ကျွန်တော်တော့မဆူယူဝေကိုလေးလေးလေးစားတယ်ဘာလို့လဲဆိုတော့ဒီမြန်မာပြည်မှာပီဂျွန်ဂျီကိုသူတခေဆန်းအောင်သူလုံနိုင်ခဲ့တယ်၂013ခုမိုးဆက်တုန်းနှစ်ကနေစပြီးတော့သူဒီအချိန်ထိအမားရွေးမရှိအကောင်းဆုံးလို့ပဲရွေးချယ်ကြတာပဲနှစ်တိုင်းတော့ဒါတော့လူကတော့ကြိုက်တာမကြိုက်တာအားလုံးတော့ရှိမှာပဲလေနော်အဲသူရမှာစီးစနစ်ကြမှုပြီးတော့လူကြီးလူကောင်းဆန်မှုပြဿနာတွေကိုကင်တွယ်ဖြေရှင်းတဲ့အခါမှာအာဘယ်လိုပြောရမလဲစနစ်ကြတယ်ပေါ့စနစ်ကြတယ်အကောင်းဆုံးဆိုတဲ့အရာကိုပဲသူဟို ေချာတိကျကျကင်တွယ်ဖြည့်ရှင်းတယ်အားကြောင့်အမှန်နဲ့လို့လည်းကျွန်တော်တို့မြင်ပါတယ်ဒါတွေကိုကျွန်တော်အတူယူပါတယ်အမှန်တိုင်းပြောရင်ကျွန်တော်ကဟော့အတိုင်းတိုင်းနဲ့မှာပါတယ်ကျွန်တော်စီးရီးဒါတာဆက်လုပ်ခါစားပေါ့နော်အသေးဆက်လုပ်အမားတွေလည်းအများကြီးဆက်တခုဆိုရနဲ့အာပြောအဲဒီ trust back မှာလည်းအမှန်တိုင်းပြောရင်ဟိုကျွန်တော်ဟိုဒီအဲ့လို error လေးအများကြီးရှိတဲ့အချိန်မှာကျွန်တော်နောက်ပိုင်းကိုဒီတင်ယူစရာရှိအမမမဟုတ်အမရှိရလဲတင်ယူရဲဒီဘက်ကလည်းတင်ယူအတက်နိုင်ဆုံးတော့အေးချမ်းချမ်းနေဖြစ်တယ်အေးချမ်းနေဖြစ်တော့အကောင်ဆုံးကိုပဲကွက်ကိုပဲဖြည့်ရှင်းနေတယ်ပေါ့ကျွန်တော်တို့ကတော့ဟိုလိုနောက်ပိုင်းကိုထိပ်ပြီးတိုင်းဟော့ရရင် သူများတားပြောနေလဲတားကြီးမဖြည့်ရှင်းဖြစ်တော့ဘူးပေါ့ကျွန်တော်ကတော့ဟာဟာအော်ဟုတ်ကဲ့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 အဲ့ဒါကတော့လေအမှန်တမ်းပြောရလို့ရှိရင်ဘဲရမှာမစိုးအဖြစ်တစ်ခုကရှိပြီးသားပါနော်အဖြစ်တစ်ခုကရှိပြီးသားပါဆိုတော့ကျွန်တော်တို့ဟိုကျွန်တော်ကတော့စောင့်ကြည့်ပေးပါလို့ပဲပြောချင်ပါတယ်စောင့်ကြည့်ရင်တော့အဖြစ်ရပေါ်လာမှာပါဟုတ်ကျွန်တော်ကတော့ရင်မထိတ်ပါ ျွန်တော်ကယင်ထိတ်နဲ့စောင့်မြော်မယ်ထဲမှာဟိုအမှန်တမ်းပြောရရင်တော့ကျွန်တော်ယင်ထိတ်ဘူးကျွန်တော်က ACC ပဲပြီးတော့ကျွန်တော်ဒီဘက်မှာလည်းကို့စူပါဘွဲလည်းရှိရဆိုကို့စူပါဘွဲကိုလည်းအာယုံဆိုင်နေရတယ်ဘာကြောင့်ပွဲလည်းနီးလာပြီဆိုတော့လေတခုမှအမှားရလည်းမရှိစေကျွန်တော်အကောင်းဆုံးစူးစမ်းနေတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မှစိုးရိမ်မှုမရှိပါဘူးကျွန်တော်တို့က ACC ပါပဲဖြစ်လာရင်လည်းဖြစ်လာတဲ့အတိုင်းပေါ့နော်အားလုံးအားလုံးကဒါဆိုလည်းဒါပေါ့အားလုံးကဒါမဟုတ်ဘူးဆိုလည်းပြောင်းလဲသွားရင်လည်းပြောင်းလဲသွားတယ်လို့ဖြစ်လာမယ်လို့မြင်ပါတယ်ကျွန်တော်ပြောင်းလဲမှုတစ်ခုတော့ရှိမယ်လို့မြင်ပါတယ်ဟုတ်ဟုတ်တယ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 ် အဲဟုတ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့တွေကိုအမှန်တမ်းပြောမေတ္တာစာပေါ့နော်လူတိုင်းမှာလည်းချစ်သူမုန်းသူရှိလို့ကျွန်တော်တို့မှာလည်းချစ်သူချစ်သူရှိမယ်မုန်းသူရှိမယ်ဒါပေမဲ့ချစ်ခင်သူတွေရဲ့မှအာပို့တဲ့ပို့တဲ့မေတ္တာတွေစာတွေလက်ခံအများအများကြီးလက်ခံရရှိပါတယ်ကျွန်တော်တို့ ဟိုဟိုတို့ရမစိုးရိမ်မှုတွေပေါ့အမအဆင်ပြေလားအဲ့လိုမျိုးအများအဆိုးအဟားတွေကျွန်တော်တို့လက်ခံရရှိပါတယ်အဲ့အတွက်လည်းကျွန်တော်တို့ချစ်ခင်ပေးတဲ့သူတိုင်းကိုကျွန်တော်တို့ကဒီကနေခြေစွပ်တင်ပါတယ်ပြောလို့အမမိုင်လေးမှာတင်ထားရတယ်လည်းအဲ့လိုပဲစောင့်လိုက်ပါလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အမှန်တမ်းပြောရရင်တော့ကျွန်တော်ပြောရေးဆိုရင်းရှိတယ်ဆိုပေမဲ့လည်းဒီအရာအခုချိန်မှာပြောလို့မရသေးလို့ပေါ့နော်ဟုတ်ကဲ့ပါသူလုတ်ခဲ့တဲ့ record တွေအကုန်လုံးကြည့်လို့ရတာပဲလေနော်သူရွေးချယ်တဲ့သူတိုင်းမှာဒါအကောင်ဆုံးသူပဲရွေးချယ်ခဲ့တာအမှန်တမ်းပြောရွေးခဲ့2013ကနေစပြီးတော့အခုဒီနှစ်ထိဒါဆိုဘယ်သူ့ကိုရွေးမလဲကျွန်တော်ပြောဟုတ်တယ်မလားသူတို့အကောင်ဆုံးတော့ တယောက်ချင်းမှာတော့မတူညီတဲ့အခြေချင်းနဲ့အကောင်းဆုံးဟိုအမှန်တမ်းပြောမြန်မာဆိုတဲ့ဟာကိုတို့အကောင်းဆုံး represent လုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်ကျွန်တော်ကမိုးဆက်ကနေစပြီးတော့အခုနောက်ဆုံးဒီကျွန်တော်တို့ဒီ2025အထိပေါ့နော်အားလုံးကမြန်မာဆိုတဲ့ပုံရိပ်ကိုအကောင်းဆုံးပုံဖော်နိုင်ခဲ့ကြရတယ်လို့ထင်ပါတယ်ဒါ record တွေအများကြီးရပါပဲလေကို YouTube မှာကြည့်ကြည့်ကိုကဲမှာကြည့်ကြည့်ရိုက်ရှာကြည့်လို့ရပါတယ်ပြီးတော့အခုအဲရွေးချယ်ထားတဲ့2023ကနေစပြီးအခု မယ်ဒီအကောင်လုံးကိုလည်းကြည့်လိုက်ပါအားလုံးကသူ့ညံနဲ့သူအောင်မြင်နေတဲ့ထိုက်တန်တဲ့နေရာမှာရောက်ရှိနေကြပါတယ်ပါတယ်ကျွန်တော်ကအမြဲတမ်းဖဲချင်းမင်းမေးကျွန်တော်ကအမအတွက်အမလုတ်ခဲ့တဲ့ဒီဟိုဒီ evidence တွေရောဒီရွေးချယ်ခဲ့တဲ့ဟာရတွေပေါ့အကောင်ဆုံးစ조사အမျိုးသမီးတယောက်နဲ့ပေါ့နော် woman empower ပေါ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တွေကအဲ့ဒါအမှန်တမ်းပြောကျွန်တော်တို့ဒီပွဲတွေကျင်းပရတဲ့ရွေချက်ရွေချက်တွေအားလုံးမှာဒီ miss ဆိုတာ miss ပြန်အောင်အလှပြန်အောင်လည်းမဟုတ်ဘူးကျွန်တော်တို့ပြောခဲ့သလိုအမျိုးသမီးတစ်ယောက်ရဲ့လုံနိုင်စွမ်းဒါအဲ့ဘက်ဒီမှာလည်းအကောင်လုံးတက်ဆိုင်နေသူရဲ့မှာသူ independent woman ဖြစ်မှု woman empower ဘလောက်သူစ조사တော့အမျိုးသမီးအမှန်တမ်းပြဒါအမျိုးသမီးတစ်ယောက်ထဲစ조사နေရဒါအမျိုးသမီးဒီဒုတိယလုံးရဲ့မှာအာဟိုဟိုပါ ကြည့်လို့ရတယ်ဗျာ rose နေနဲ့ကြည့်ကြည့်ဆိုအဲ့တော့အမြဲကုန်ယူပါတယ်အမှတွေ့ကျွန်တော်ကပါကျွန်တော်ကတော့ကျွန်တော်တို့ဒီစီစဉ်ချင်းမှနေတဲ့ဟာလေးကိုတကယ်သဘောကျတယ်အားလုံးကလည်းတကယ် guideline နဲ့တခြားဟာစူးစမ်းနေတာတကယ် page fan assist ဆို assistee ဆိုလို့ရှိရင်သိပါလိမ့်မယ်အဲ့တော့မြင်းပြီးတကယ်ကြိုက်တယ်ဆိုရင်အားပေးပါအောင်အဲ့ဖိတ်ခေါ်ပါတယ်ကျွန်တော်ဟုတ်